အရေးကြီးတာတော့လုရှင်နေဆိုတဲ့လုံမယ်ဆိုတဲ့တန်တင်းတာစိတ်ပဲဖြစ်ပါတယ်။ဒီလိုရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေ့ပါမယ်။ရရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေခံရုံးခေါင်းထဲမှာသိမထည့်ပါနဲ့ဒါလည်းတည်ငါတာဖြစ်ပါတယ်။ဒီမှာတိကျရတော့မြန်မာနဲ့ရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကယူကြီးစိတ်ချရတဲ့ရင်းနှီးတဲ့ မုစီကောင်းနိုင်ငံတွေဖြစ်ပါတယ်။ရုရှားနိုင်ငံကကမ္ဘာမြောက်ချမ်းမှာအရှိနဲ့တော့ဒါရှီလားဆိုတာဒါဒီအရှိအဆိုလဲအာရှဒေသနေပြီးအနောက်ဘက်ဥရောပဒေသတိဒါကျယ်ပြန့်တာရှိတဲ့ဒါမဟာအင်အားကြီးနိုင်ငံတခုဖြစ်ပါတယ်။ပထဝီနေထားလည်းရေးပါတဲ့နိုင်ငံတခုဖြစ်သလိုနိုင်ငံတကာကနေစိတ်ဝင်စားမှုရှိတဲ့နိုင်ငံလည်းဖြစ်ပါတယ်။ဘလောက်ပဲဟလာဒီရုရှားနိုင်ငံရဲ့ဒီဖြစ်ထွန်းအောင်မြင်မှုတွေကို ဟိုတတ်ခိုက်နေပြီရုရှားနိုင်ငံရဲ့ကြိုးပမ်းချမ်းသာမှုနဲ့ဤပညာတွေကိုတော့ဘယ်လိုမှသူတို့နှိမ်နှင်းလို့ရမှာမဟုတ်ပါဘူး။ဒါကြောင့်ခင်ဗျားတို့ရဲ့ခင်ဗျားတို့ရဲ့ကြိုးပမ်းမှုနဲ့ဒါကြောင့်ခင်ဗျားတို့ရဲ့ကြိုးပမ်းမှုနဲ့ဤပညာတွေကိုကျွန်တော်တို့အာရှဒေသမှာလာရောက်ဖြန့်ကျက်ပြီးဆောင်ရွက်စီလို့တယ်။ဒီအခွင့်အရေးကိုမြန်မာနိုင်ငံခင်ဗျားတို့ကျွန်တော်ပေးချင်ပါတယ်။ဒါကြောင့်မြန်မာနိုင်ငံမှာယူကြီးဆွတ်ချတာနဲ့လာရောက်ရင်းနှီးမြှုပ်နှံဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်။ အဲ့ဒါဒီရုံးရင်းနှီးမြှုပ်နှံမှုမလုပ်ခင်မှာမြန်မာနိုင်ငံအခြေအနေကိုလာကြည့်ပါပါလာတဲ့ဒီမှာလာတဲ့မြန်မာနိုင်ငံပါလာတဲ့အဖွဲ့တွေကမြန်မာနိုင်ငံကိုကိုးစားပြုပြီးလာတဲ့လူတွေဖြစ်ပါတယ်မြန်မာနိုင်ငံကိုခင်ဗျားတို့လာမယ်ဆိုရင်မြန်မာနိုင်ငံသားတွေရဲ့ပဂရိအခြေအနေကိုလည်းဒီတဲ့ပို့ပြီးသိရှိမှာဖြစ်ပါစီဝိုင်းလို့တဲ့ခါမှာလည်းဒါခင်ဗျားတို့စီဝိုင်းလို့တဲ့ဆိုတော့စီဝိုင်းလို့တဲ့ခါမှာလည်းဈေးကွက်ကိုကျွန်တော်စဉ်းစားပါတယ်မြန်မာနိုင်ငံလူတွေ90%ပဲရှိပါတယ်ဒါပေမဲ့မြန်မာနိုင်ငံပတ်ပတ်လည်မှာရှိတဲ့နိုင်ငံတွေရဲ့လူကြီးက 2ဘီလီယံကျော်3ဘီလီယံနီးပါးလောက်ရှိပါတယ်။အာဆီယံဆယ်နိုင်ငံပြည်ဟလာအင်အားကြီးနိုင်ငံဖြစ်တဲ့တရုတ်နိုင်ငံ၊အိန္ဒိယနိုင်ငံနဲ့လူကြီးများပြားတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ကမြန်မာနိုင်ငံနဲ့ထိစပ်နေတဲ့နိုင်ငံတွေဖြစ်ပါတယ်။ဒါဒီနိုင်ငံတွေကိုခင်ဗျားတို့ရဲ့ထုတ်လုပ်မှုတွေနဲ့ပတ်သက်ပြီးဘလို့ဘလို့ခင်ဗျားတို့ဈေးကွက်ရှာမလို့ဆိုတာလေစဉ်းစားဖို့စဉ်းစားမယ်ဆိုရင်တော့ပိုပြီးကောင်းပါလိမ့်မယ်။တခုကတော့မြန်မာနိုင်ငံကမြန်မာရှိတဲ့အဲဒီဒီဒီသဘာဝထောက်ကွန်ပစ္စည်းတွေကိုအခြေခံပြီးထုတ်လုပ်တဲ့ ဲ့ဒါတိုင်ဘူးမီပစ္စည်းတွေထုတ်လုပ်ခြင်းတို့ကအဲ့တော့ခင်ဗျားတို့နိုင်ငံကနေဓာတ်ရိုက်လာပြီးတော့မှ investment လုပ်ပြီးတော့မှခင်ဗျားတို့နီးပညာနဲ့ခင်ဗျားတို့ပစ္စည်းတွေကိုထုတ်လုပ်ပြီးတော့မှအဲ့ဒါသွားတဲ့လုပ်ငန်းဒီနှစ်ခုလုံးကိုမြန်မာနိုင်ငံမှာလာလုပ်မယ်ဆိုရင်ကျွန်တော်ပြောရပါတယ်မိုးချအကျိုးရှိပါလိမ့်မယ်။နေရာလေဆူရိုတမရာကြီးနဲ့ကျွန်တော်ဒါတကယ်မြန်မာနိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်နေပေတဲ့ပတ်သက်ပြီးတော်တော်များများဆွေးနွေးသဘောတူညီရဲ့ရယူကြတာတွေရှိပါတယ်။လက်ရှိကြုံတွေ့နေရတဲ့တချို့သက်ခက်ခဲတွေကိုခင်ဗျားတို့ခေါင်းထဲမှာသိမထည့်ပါနဲ့ဒါတည်းတည်ငှားတာဖြစ်ပါတယ်။ ကျွန်တော်တို့ဒီပူပေါင်းဆောင်ရွက်ခြင်းအပြင်ဒီအခက်အခဲတွေကိုအလုံးကျော်လွှားနိုင်မှုတို့ကျွန်တော်ယုံကြည်ပါတယ်ဒါအရေးကြီးတာတော့လှုပ်ရှင်နေဆိုတဲ့လှုပ်မယ်ဆိုတဲ့တန်သေးတာစိတ်ပဲဖြစ်ပါတယ်ဒီတော့ကြောင့်မိတ်ဆွေရုရှားနိုင်ငံသူနိုင်ငံသားများနဲ့လုပ်ငန်းရှင်အားလုံးကိုကျေးဇူးပါကြောင်းကျွန်တော်ပြောလိုပါတယ်လိုအပ်လို့ရှိရင်လည်းမြန်မာနိုင်ငံမှာကျွန်တော်ကိုယ်နဲ့ခံရုံးနဲ့ထပ်တွေ့ပါမယ်ကျေးဇူးတင်ပါတယ်ပါစီပါမရှင် Қан бүдір жүгеді денім Күлім безімден неден оян Сен тегересің Бұл өмір